ရှင်ရန်ကုန်တိုင်းစည်ရဲ့၄၀တရင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရင်အကြောင်းအရာတွေကတော့ကိုဗစ်ရဲ့တည်ပြူလာ90ကျော်အထိရှိလာရောဂါပြင်းထန်လိုက်တဲ့များကိုကောင်းဝယ်ဆေးဖို့ပေးမည်ဆိုတဲ့တရင်မြန်မာပြည်ချမနီပူပေါင်းတွေ့ကျောင်းဝချေပြူဘေးအနေရဲ့ဖြစ်နိုင်ခြင်းရောပါရေးတင်နန်းဖွင့်လှစ်ဆိုတဲ့တွင် ဒေသအချို့၌တရားသဖြင့်ရေကြီးခြင်းနှင့်မြေပြိုခြင်းသဘာဝဘေးများဖြစ်နိုင်ဟုမိုးစလတတိပေးဆိုရသည်တွင်ငါတကားသတင်းပုံလေးနဲ့အီရန်အစ္စရေးတင်းမောင်းမှုမြင့်တက်လာသဖြင့်အီရန်အရှက်သားများတူရကီတို့ထွက်ပြေးဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ကိုဗစ်အသီးပြုလူနာ90ကျော်အထိရှိလာရောဂါပြင်းထန်နိုင်သူများကိုကောက်ွယ်ဆေးထိုးပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါသိပ္ပူလူနာသေး52ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီးကူးစက်နှုန်းမြင့်သူတွေနဲ့နာသာရှည်ရောဂါအခန့်ရှိသူတွေကိုကောက်ွယ်ဆေးထိုးပေးသွားမယ်လို့ယမန်နေ့ညပိုင်းကကျန်းမာရေးဝန်ကြီးဌာနမြန်မာနိုင်ငံရောဂါကောက်ွယ်ထိန်းချုပ်ရေးဗဟိုဌာနမြန်မာ CDC ကအသိပေးလာပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှဂျွန်လ10ရက်ည7နာရီကနေဂျွန်လ15ရက်ည7နာရီထိသက်ခွဲနမူနာ2285ခုကို စစ်ဆေးခဲ့ရာကနေကိုဗစ် -19 ရောဂါအသီးပြူလူနာသစ်52ဦးကိုထပ်မံစစ်ဆေးသွေးရှိခဲ့တယ်လို့ဆိုပါတယ်။ ်လက်ရှိအချိန်မှာတော့ကိုဗစ်19ရောဂါကြောင့်ပြင်းထန်လူနာ အထူးကျက်မှတ်ကုသပေးနေတဲ့လူနာနဲ့တည်ဆုံးသူမရှိသလိုလက်တလောအချိန်မှာမြန်မာနိုင်ငံအတွင်းကိုဗစ်19ရောဂါကူးစက်ဖြစ်ပွားတည်ဆုံးမှုနဲ့ပတ်သက်ပြီးစိုးရိမ်ဖွယ်ရာ အခြေအနေမရှိပေမဲ့ရောဂါဖြစ်ပွားတာကနေကြိုတင်ကောက်ွယ်နိုင်ဖို့တကူရီကောက်ွယ်ရေးနီလန်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းအသိပေးထားပါတယ် ဒါအပြင်ယောဂကုသခံရပါကယောဂပြင်းထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြန်မာထေအသက်ရွယ်ကြီးသူတွေအသက်60နှစ်အထက် စီချိုယောဂနာသားရှိအဆုံယောဂကင်းစာယောဂရှိသူတွေကိုဝင်ဆောင်မိခင်တွေကိုဝင်ဆောင်ကာလ3လနဲ့အထက်တို့ကိုဦးစားပေးအစီအစဉ်အဖြစ်ကိုဗစ် -19 ယောဂထပ်ဆောင်ကာကွယ်စေထိုးနှံပေးသွားမယ်လို့လဲဆိုပါတယ် ်လက်တလုံးမှာထော့စံချောင်းတာမွေမင်္ဂလာတောင်းညွန်အပါဝင်ရန်ကုန်မြို့ရှိမြို့နယ်အများစုမှာကောက်ွယ်ဆေးထိုးနှံပေးဖို့စည်ရင်ကောက်ယူထားစတင်ထိုးနှံပေးထားတွေပြုလုပ်နေပြီလို့သိရပါတယ်ရှင်ဒုတိယသတင်းပုံအနေနဲ့မြန်မာနှင့်ဂျာမနီပူးပေါင်း၍ကျောင်းဝတ်ခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေရောပါးရေးတင်နန်းဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံချက်ချီနီရဲ့တင်ဘေးရနေရဲ့ဆိုင်ယာစီမံခန့်ခွဲမှုဌာနနဲ့ဂျာမနီနိုင်ငံချက်ချီနီရဲ့တင်တို့ပူးပေါင်းဆောင်ရွက်တဲ့ကျောင်းဝတ်ချေပြူဘေးရနေရဲ့ဖြစ်နိုင်ခြေရောပါရေးနီးပြတင်နန်းဖွင့်ပွဲကိုဂျွန်လ18ရက်နေ့ကရန်ကုန်မြို့ရှိ Rose Garden Hotel မှာကျင်းပခဲ့ပါတယ်။တင်နန်းဖွင့်ပွဲသို့အတင်းအလောင်းမှုဆောင်ပေါမောက်ခါဒေါက်တာသောမြတ်သူနဲ့အတူဘေးရနေရဲ့ဆိုင်ယာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှုဒေါ်မိုးတီတော်ဝင်းနှင့်တာဝန်ရှိသူများဂျာမနီ ိုင်ငံချက်ချင်ဒီအသင်းမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီးအသင်းရဲ့လုံအောင်မှုဆောင်ကအမှောက်စကားပြောကြားခဲ့ပါထည်အဆိုပါအသင်းတန်းကိုဘေးရနေရကြရောက်လွဲသောဒေသများရှိ အခြေခံပညာကျောင်းများတွင်ကျောင်းဝချေပြုဘေးရနေရရောပါရေးလုပ်ငန်းများချိုးတင်ပြင်ဆင်ထားနိုင်ရန်ကျောင်းဝချေပြုဘေးရနေရရောပါရေးလုပ်ငန်းများကို လေ့ကျင့်ထားပြီးသောဆရာဆရာမများမှကျောင်းဝတွင်းရှိကျောင်းသားကျောင်းသူများအားအသိပညာများထပ်ဆင့်မျှဝေပေးနိုင်ရန်နှင့်ကျောင်းတွင်း င်းဘေးရနေရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်ကျောင်းဘေးကင်းလုံခြုံရေးအဖွဲ့တို့ကိုဖွဲ့စည်းနိုင်ရန်ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။တင်နန်းကိုကျွန်းလ16ရက်နေ့မှ20ရက်နေ့အထိပြုလုပ်လျက်ရှိပြီးအီယာဝတီတိုင်းဒေသကြီးအတွင်းရှိစီမံချက်မြို့နယ်နှမြို့နယ်မှစစ်ချေနီစေတနာလုံအားရှင်များစီမံချက်ဝင် အခြေခံပညာကျောင်းရှိကျောင်းမှဆရာဆရာမများတက်ရောက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။ဆလပီ ေသအချို့၌လျှက်သပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းတဘာဝဘေးများဖြစ်နိုင်ဟုမိုးစလသတိပေးဆိုရသတင်းကိုတင်ဆက်ပေးပါမယ်။ အခုတပတ်တွင်ဒေသအချို့မှာမိုးတဲထန်စွာရွာသွန်းထားတဲ့အသူလျှက်တပြည့်ရေကြီးတာမြေပြိုရာစတဲ့တဘာဝဘေးတွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်နေသူတွေမြင့်ငယ်ချောင်းငယ်အသည့်နေထိုင်သူတွေနဲ့ဆယ်မြောင်းသာသမန်တွေအနေနဲ့လိုအပ်ထားတွေချို့တင်ဆောင်ရွက်ထားကြဖို့မိုးလေဝသနှင့်ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနကယမန်နေ့ကအထူးမိုးလေဝသသတင်းတရက်ထုတ်ပြန်ပြီးသတိပေးထားပါသည်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမိုးတုံလေအကောင်းရှာကနေအာ လွန်ကောင်းနေထားအရှိတ်ဘက်ကရွေလျားလာသောလေပွေလှိုင်းတွေရဲ့အရှိန်နဲ့အနောက်ဘက်မှာရွေလျားလာသောလေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်ယမန်နေ့ညနေကနေ့ချွန်းလာ22ရက်အတွင်းဒေသအနှံ့အပြားမိုးရွာသွန်းထားတဲ့အတူဒေသအချို့မှာမိုးကြီးနိုင်တယ်လို့ဆိုပါတယ် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလှိုင်းအရှိန်ကြောင့်ဂျွန်လ22ရက်အတွင်းနေရာအနှံ့ပြားမှာမိုးရွာသွန်းခေါင်းနေရာကွက်၍မိုးကြီးနှိုင်းထားတဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံထားမိုးကျုပ်ပစ်တာလျှက်စီးလက်တာမိုးသည်ကြွေတာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုရာဆတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ကုန်းမြင့်ပိုင်းနဲ့မြေငယ်ချောင်းငယ်အနီးနေထိုင်သူတွေအနေနဲ့ရေကြီးတာနဲ့မြေပြိုတာတွေကိုသတိပြုကြဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေလေချောင်းပြန်တန်းရေ နဲ့ဆယ်မြောင်းသာသမန်များအနေနဲ့လိုအပ်ထားတွေကြိုးတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ကိုလည်းအကြံပြုထားပါသေး။ဒါအပြင်ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းဂျွန်လ16ရက်နေ့ကအိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းပင်လယ်ရေမျက်နှာပြင်အထက်ပေ9000အမြင့်မှလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေကအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ချော်ဝင်ရောက်ပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကုန်းတွင်းလေပွေလှိုင်းအဖြစ်အနောက်ဘက်သို့ဆက်လက်ရွှေ့ရရင်ဂျွန်လ22 ၂ရက်အထိဆက်လက်သိရှိနိုင်တယ်လို့ဆိုပါတယ်။မိုးရာသီရဲ့တွင်မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အထက်လေးပွေလှိုင်းတွေကအနောက်တောင်မုတ်တုံလေးကိုပုံမောအားကောင်းစေပြီးအေယာဝတီပဲခူးတိုင်းရခိုင်မွန်ပြည်နယ်တို့နဲ့အတူရန်ကုန်တိုင်းမှာလည်းနေ့စဉ်မိုးဆက်လက်ရွာသွန်းနေနိုင်မယ်လို့သုံးသပ်ထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အီရန်အစ္စရေးတင်းမောင်းမှုမြင့်တက်လာသဖြင့်အီရန်အရက်သားများတူရကီတို့ထွက်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အီရန်နဲ့အစ္စရေးတို့ကြားလုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတင်းမာမှုမြင့်တက်နေရတူရကီနယ်စပ်ရှိဖန်မျိုးတို့တွာလာချားထဲအီရန်အရှက်သားတွေညားပြလာပါထဲ။တော့ကြနေအာယုံမတိုင်ခင်ကအီရန်မျိုးရောသားရန်အပါအဝင်ဗျူဟာချနေရာတွေကိုပြစ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ် ထိပ်သီးရှာထူးတတ်မှုအများအပြားနဲ့အထင်ကြီးနျူကလ িয়ার သိပ္ပံပညာရှင်များသိဆုံးခဲ့တယ်လို့အီရန်ပိုင်းမီဒီယာကအတည်ပြုထားပါတယ်။ဘောက်ခိုတုတ်ပြန်တဲ့အနေနဲ့အီရန်ကတောက်ကြနေ့ညကစပြီးအစ္စရေးအထွန်းရှိစည်ရေးပြတ်မှတ်များကိုပတ်ထိန်ထုံးချီများဖြင့်ပြစ်ခတ်ခဲ့သဖြင့်ပြိပခပိုမိုတင်းမာလာပါတယ်။ အီရန်ကလေကြောင်းပိုင်နက်ကိုပိတ်ဆို့လိုက်တဲ့ဖြစ်အီရန်အရှက်သားတွေကဘတ်စကားဖြင့်မြောက်ပိုင်းနယ်စပ်ကိုဖျက်ကောင်းတူရကီနိုင်ငံဗန်မျိုးတို့သွားနေကြပါတဲ့။တင်းမာမှုအခြေအနေတွေဘလောက်ဝတ်ထိမြင့်တက်လာမလဲဆိုတာမသိနိုင်တော့ဘဲမိမိရဲ့လုံခြုံမှုအတွက်အီရန်အရှက်သားတွေဟာနယ်စပ်ဖျက်ကျော်သွားလာနေရတာဖြစ်ပါတဲ့။ဖန်မျိုးကနေအစ္စတန်ဘူတို့ခရီးကူးပြောင်းသွားလာဖို့ကသာနောက်ဆုံးရှိမှန်းချက်ဖြစ်တယ်လို့အီရန်နိုင်ငံသားတဝူးကပြောပါတယ်။ ဗန်မျိုးတို့ရောက်လာကြတဲ့အီရန်တွေများပြားလာသလိုထိုကနေထမှန်သွားလာမဲ့လူတွေလည်းများလာပါထေအစ္စတန်ဘူးတို့သွားမဲ့လေချောင်းခရီးစဉ်တွေပိုကင်ပြည့်နေပြီဖြစ်တယ်လို့ဘတ်ကားလက်မှတ်တွေလည်းရောင်းကုန်သွားပါပြီလို့သိရပါထေရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရစီစဉ်တွေပဲဖြစ်ပါသေးတယ်။ကြည့်ရှုအောင်ပြီးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမကတော့မြန်မိုးထပ်ပါ။